အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်းတီချန်နယ်ကနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူပီပီရေးသားထားတဲ့ပညာသည်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါမယ်ဇာတ်လမ်းမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတိတိတင်တိုင်းမှာလည်းသိရှိနိုင်မှု notification bell လေးနှိပ်ပေးပါရှင်ဟုတ်ကဲ့ဒါဆိုရင်ဇာတ်လမ်းလေးစလိုက်ပါပြီကျုံမှာတငယ်ချင်းနှစ်ယောက်ရှိရဲအေးငွေရဲ့ခင်လှရဲ့ပေါ့အေးငွေနဲ့ကျုံကအလှကိုစီနဲ့ညိုကြော်ရည်လို့သူများတကာရီကပြောတတ်ကြပါပဲ ခင်လာရဲ့အလှကိုတော့မမေ့ကြဘူးလေအသားလေးကဖြူဝဲနေပြီးတင်းတင်းရင်းရင်းနဲ့လှတဲ့ခင်လာကတော့ကျုပ်တို့ရွာထဲမှာလဲစမ်းအပွင့်ဆုံးပေါ့ကျုပ်တို့တော့ရောက်ညနေဆိုရင်ကျုပ်တို့ရွာနေဘေးကခြောက်ထဲမှာတဲတွင်းရိတ်သွားခတ်ကြရင်ရွာတွေကကာလာသားတွေဆိုတာမျက်လုံးကျွတ်ကြမတက်ပဲဝိုင်းငန်းကြတာဒီထဲမှာတော်ဆိုတဲ့ကိုတင်ဆောင်ကအဆိုးဆုံးပဲပေါ့ရောင်တော်ကြီးကိုနှစ်ဖူးပြောင်နေအောင်ထုံထားပြီးမဲ့နှာရင်ပေါ်မေယူကနဲ့ယောက်ျားပိသားချော်မော့တဲ့တော့ ကျုပ်ကကြိတ်ကျွေနေခဲ့တာလေကြွားသားရဲ့ထုံးစံအတိုင်းတော်ဝအပေါ်အင်ကြီးချွတ်ထားတော့ဖူးထင်းနေတဲ့ကြွက်သားအပြိုင်ပြိုင်နဲ့ရင်အုပ်ကြဲကြဲကိုမြင်တိုင်းကျုပ်မှရင်ခုန်ရလို့လို့ကြည့်အောင်မကြည့်ရပါဘူးတော့ကျုပ်ကသာတော့ကိုစိတ်ကူးနဲ့ယူခဲ့ရပေမဲ့တော်ကြိုက်တာခင်နာဟုတ်လေဒါလည်းပြစ်မယ်ဆိုတာထင်မိသားပါခင်နာချောတာဟုတ်ကျုပ်တငယ်ချင်းလည်းဖြစ်နေတော့တော်အပေါ်ဖြစ်နေရဲ့ခံစားချက်ကိုကျုံရင်ထဲမှာပဲတင်ထားခဲ့ရတာပေါ့တော့ဒီလိုနဲ့တနေ့မှာ တော်ကကျုပ်ကိုရီစာစကားပြောပါလေရောတော်ကခင်နားနဲ့ကြိုက်နေရမဟုတ်ဘူးလားခင်နားနဲ့ငါပြတ်သွားပြီကျုပ်ကမယုံရဲပေမဲ့ခင်နားအောင်လည်းမမေးရဲဘူးလေနောက်တနေ့ကျတော့တော်ကကျုပ်ကိုအတင်းလက်ဆွဲပြီးခိုးပြေးပါနေရောဒီလိုနဲ့ကျုပ်လည်းတော်နဲ့အကြောင်းပါခဲ့ရလေတကယ်တော့တော်နဲ့ခင်နားနေရခနာစိတ်ဆိုးနေကြချင်းခင်နားကိုအရွက်တိုက်ပြီးကျုပ်ကိုအတင်းချီရေးဆိုပြီးခိုးပြေးခဲ့တယ်ဆိုတာတော်အားရဲ့ကျုပ်ကနောက်မှသိခဲ့ရတယ် တော်လူကတယောက်နဲ့တယောက်အရွဲတက်ပြီးအခြေဆန်းနေရကြတယ်။ကျုပ်ကဥကြောက်ကြောင်နဲ့ကြားညက်ပြီးဘူးမသိဘာမသိနဲ့လင်းတယောက်ရခဲ့တာပေါ့။မိခင်နာကလည်းကျုပ်ကိုအခင်မင်းမပြတ်ပဲဘလို့မှလည်းသဘောမထားခဲ့တယ်လို့ကျုပ်ယောက်ျားကြီးတော့နဲ့လေမကင်းမကင်းနေကြပြန်တယ်လေ။တီးနဲ့နေတီးပွင့်ချိန်တိုင်းကိုင်းထဲမှာလူဆောင်အိပ်ရတဲ့အခါတော်ကကိုင်းနေရတဲထဲမှာညဆောင်အိပ်ရပြီဆိုရင်မနဲ့မနဲ့ဆိုတော့တဲတွေကခင်လာထွက်လာနေကြတယ်လေ။ကျုပ်ကပြန်ကြပြီးတိနေပေမဲ့ တော်တို့ဘာမှမပြောရဲပါဘူးတော်ကြုံမပြောရဲတဲ့နောက်တစ်ချောင်းကရှိသေးတယ်တကယ်ဆိုခင်သားကရုပ်ချောပြီးမဲ့ပညာသည်တယောက်ဖြစ်နေခဲ့လို့လေသူမကမျိုးရိုးလိုက်တဲ့ပညာသည်ဆိုပေမဲ့သူများတွေကတော့သူ့ပညာနဲ့မဟုတ်တာမလုပ်ခဲ့ဘူးပါဘူးဒါတော့ကျောက်ကကျောက်တငယ်စဉ်အရင်မှုသိပါတယ်ဒါပေမဲ့လေသူနဲ့ရပြဿနာဖြစ်မှာတော့ကျောက်ကကြောက်တယ်တော့ငငယ်တော့ဆိုရင် ကျောက်တို့ကခင်သားကိုမိခင်ကညီပြောသလိုညီရဆွမ်းနေဆိုရင် ဟိုပုံနာကြီးရဲ့ပဝါဖြူယူဆွဲချုပ်စံမှာဆိုပြီးဘေးဒင်ဟောတဲ့ဘေးဒင်ဟောတဲ့နဲ့អော်ပြီးយ៉ាងយ៉ាងလာတဲ့တဲ့ပဝါဖြူကြီးបတ်ឈုံထားတဲ့ပုံနာကြီးရဲ့လမ်းပေါ်မှာတွားနေရအောင်မြင်ပြီးပြောမိရင်မိခင်နာဆက်ကနေထားလိုက်တာကိုယ်ကောက်နေအောင်ကရင်နဲ့အဲ့ဒီပုံနာကိုအိမ်ထဲကနေလက်ညိုးလေးထိုးလိုက်တာနဲ့လမ်းပေါ်တွားနေရဲ့ပုံနာကြီးရဲ့ပဝါစာကြီးကကျွတ်ထွက်သွားပြီးတော့လေထဲမှာလွင့်နေလို့ပုံနာကြီးခင်ဗျာသူ့ပဝါကြီးလိုက်ဖမ်းနေရတာတယောက်တည်းဒုက္ခတွေရောက်လို့လေကျုပ်တို့ကလည်းအိမ်ထဲကနေ လမ်းပေါ်မှာပုံနာကြီးဘေးဥဒုက္ခဖြစ်နေတာကိုကြည့်ပြီးသဘောတွေကျလို့ပေါ့တခါလဲကျောက်ကသူ့အိမ်ကိုသွားလေရင်အိမ်အောင်ကြပြီလို့ခင်နာအိမ်နဲ့ကဲ့ရဲ့အိမ်မှာနေနေရဲ့အေးငွေကိုပါသွားခေါ်မယ်လို့တော့နေနေငါခေါ်လိုက်မယ်လို့ပြောပြီးမဇက်ကနေတူတူလေးနဲ့အေးငွေရေလာဟငါတို့ပြင်းလို့နေကုငါအိမ်လာခဲလို့ယူလိုက်တာနဲ့အေးငွေကဘီစပတ်ကြီးနဲ့အပြေးရောက်ချလာတာနေရောရောက်နေမှမသိဘူးငါမှခင်နာအတန်ကြားနဲ့ပြေးလာတာဆိုပြီးဝမ်းသာအားရပြောပါနေရော့ ခင်နာခက်တီတီနဲ့ငါဘမခေါ်လို့တုံးဆိုတော့နေမငါကနာခွဲမတက်အော်ခေါ်နေရလေတဲ့အန့်ကိုအော်ရောဒီလိုနဲ့တော်ရဲ့ကြောက်ရဲ့မခင်နာရဲ့မရှင်မရှင်ဇက်ရှုံနေကြရင်နဲ့ကျုပ်ကလည်းခလေးငါးယောက်မွေးပြီးရမှမိမနှယောက်နဲ့မယောက်ရဲနိုင်သေးရဲ့တော်ကကျုပ်တို့ရွာနဲ့ချောင်းနေမြောင်းနေချားတဲ့တခြားရွာကတတိမအပြူကြီးနဲ့ကြိုက်ပြီးအဲ့ဒီရွာမှာပဲနေရတာကျုပ်ဝင်ကိုပြန်မလာတော့ဘူးလေကျုပ်လည်းခလေးငါးယောက်နဲ့ဒုက္ခတွေရောက်တော့တာပေါ့ ကျုပ်ကိုကြည့်ပြီးကျုပ်တငယ်ချင်းမိခင်တာလဲရင်ထုမနာရဖြစ်ကျုပ်ကိုတွေ့ရင်ကျုပ်ပင်ပင်မမှန်စင်စင်ရင်ရင်နဲ့လောက်ကန်စားတောင်းနေရတော့ကြည့်ပြီးတော့ငူပေါ့လေအဲ့ဒါနဲ့တနေ့မှာကျုပ်လည်းစိတ်ပေါင်းပါနဲ့ခင်တော့ညီရောငါရောမရမဲ့တူတူသူ့ကိုညီပညာနဲ့တက်လိုက်စမ်းအေးလို့ပြောလိုက်မိရခင်တော့ရုတ်တရက်ငေးရရနေကောင်းပြီညီပြောတာနော်ဒီလောက်တောင်အားမရပဲပွေရှောက်ကျင်တဲ့အကောင်ငါတက်ပြီးမယ်စောက်ကြည့်နေဆိုပြီးထားထွက်သွားတယ် ကျုပ်လည်းပြောမိရမှားသွားပြီလားလို့တွင်ရင်မိခင်နာကတော့တကယ်လုံးမှမဟုတ်ပါဘူးလို့လည်းထင်မိရပေါ့ဒီလိုနဲ့တော်ထွက်သွားပြီခုနှစ်နှစ်လောက်ကြာတော့မှတော်နေရဲ့ရွာလူတယောက်ကျုပ်ကတော့ခေါ်ခိုင်းလိုက်လို့ဆိုပြီးလာခေါ်တယ်တော်အသေးအံဖြစ်ပြီးအိရာလည်းလဲနေတာတလားရှိပြီဆိုတော့လေကျုပ်ကမနေနိုင်တော့ဘူးလေလိုက်သွားမိရပေါ့တော့မယံငယ်အိမ်ရောက်တော့အိရာထဲမှာပိန်ချုံပြီးအရေးပေါ်အရေးတင်ဖြစ်နေတဲ့တော်ကိုတွေ့ရတယ်ကျုပ်ကိုတွေ့ကျင်လို့လို့ဆိုပြီးခေါ်ခိုင်းလိုက်တယ်ဆိုတဲ့တော်က ကျုပ်ကိုတွေ့ရနဲ့ဘာလို့ခုမှလာတွေ့ရလဲမလာခဲနဲ့ဆိုပြီးတော့ပြောပြီးတော့ငိုပြရတယ်လေကျုပ်လည်းအိယာထဲမှာဒီတိုင်းပြစ်ထားပုံရပြီနန်းစောပေးပွားနေရတော့တန်ရှင်းပေးခဲ့ပြီးပြန်လာခဲ့လိုက်တယ်တော်စီယာနေကျုပ်ပြန်လာပြီးကျုပ်တခုခုကိုနားမလည်ပဲရှုပ်ထွေးနေခဲ့တာတသက်လုံးမရေငယ်ရင်းနဲ့ပွေရှုံလာတဲ့ယောက်ျားတေကန်ဒီမှဘာကြောင့်များမယားကြီးကိုတတိယရလည်းမသိဘူးဆိုတာပေါ့လင်းယောဖျားလို့ကိုးကွယ်ရင်ကျုံမတယောက်လို့ပြုစုပေးတတ်တဲ့မယားကြီးတွေကို ယောဂနဲ့တေကန်နီးချင်းမယံငယ်ရိယပြစ်ထားခံမှာတတိယတက်တာချင်းမျိုးလား။ဘာပဲဖြစ်ဖြစ်ခုချိန်မှာတော့ဟိုကျုပ်ရွာပြန်ခေါ်ချင်တော့တော့မယံငယ်ရခွင့်မပြုတော့ဘူးလေ။သူ့တည်ရင်သူ့ရမှာပဲကုသွင်းပြီးတချို့ပေးပါဆိုလို့လာဖို့ရတာပါဆိုပြီးတော့အလောင်းကို၆ခုမြောင်းခုပြီးတော်နေခဲ့တဲ့ရွာသားတွေနဲ့တကူးတကောက်လိုက်ဖို့ပါတယ်။သူ့တည်ပြီးတော့တည်ရင်ကြတော့ခင်နာတွေးပြီးမဟုတ်လားလို့ပြောတယ်။ကင်နာကသူ့မပြောသွားပြီးတလားကြမှာတော့တည်သွားတာပဲလေ။ နေတကယ်တက်လိုက်တာလားဆိုတော့အင်းလေနေမဲတက်ဆိုလို့တက်လိုက်တာလေလေငါငါနေမလို့ဘူးတင်လို့ပြောမိရပါဟာဟုတ်တယ်ငါလည်းအရင်ကမလို့ဘူးအခုသူ့ကြောင့်ငါလို့တာငါသူ့ကိုတက်လိုက်ကြမိမရရဲ့ခံစားချက်ကိုနားမလဲပဲသူလှုပ်ချင်အောင်လှုပ်တတ်တဲ့သူ့လိုယောက်ျားတယောက်ကိုလူတော်ကမှထားပြီးအသက်ရှင်ခိုင်းနေရောဘာထူးမှလဲခုလေတေကန်ကြီးမရမယ့်အိမ်မှာမွေးစားထားတဲ့သမီးလောက်ကောင်မလေးနဲ့ရှုပ်နေရတဲ့တင်းကြလို့ ။နေရလဲပြောတာနဲ့ငါလှုပ်လိုက်တာတဲ့။ခင်လာကပြောပြီးသွားလိုက်ပြီမဲ့။ရင်မဖြိပ်ပြီးမောချန်ခဲ့တာကြုတ်ပါ။တော်တရာကြုတ်ပြောကမကင်းတယ်လို့ဖြစ်နေခဲ့တယ်လေ။ကြုတ်တို့ရွာလူတွေရော တော်နေခဲ့တဲ့ရွာလူတွေရောနဲ့တော်အာသူဘစီချက်ပါတော့။တင်ဆိုင်ကုန်းနဲ့ရောမဆန့်လို့လူတွေလည်းပြန့်ကျဲနေကြတာပေါ့။ဘုံကြီးငါးပါးကြွလာပြီးတရဏဂုံတင်မဲ့ချိန်မှုလူတွေရဲ့အတန်လည်းတိတ်သွားပြီးတော့ဘုံကြီးတွေရဲ့အတန်ပဲနားဆွင့်နေကြတယ်။အဲဒီချိန်လာမှပဲကြုတ်လင် တော့အလောင်းကြည့်ပြီးရင်ထဲမှာစို့တက်လာတယ်။တရားနာတော့မှမို့လူတွေအကြတန်ကြားအောင်အောင်တိတ်ဆိတ်သွားကြမှာ။နာလာရင်မလာခဲ့နဲ့လို့ကြောပါအုပ်လားတော့။သွားရီကျိုးနေရဲ့စကားမပြည့်ရဲ့အတန်ကြီးနဲ့ကျုပ်ကရင်ထဲရလိုက်ပြီးဆွဲဆွဲငင်ငင်နဲ့အကျယ်ကြီးထောက်အောင်မိသွားရလေ။ကျုပ်တန်ကြီးကတော့တင်းကြံကုန်းတရလူတွေကအကုန်လုံးဝါးဆိုပြီးထရီကုန်းကြတာ။ငိုအားထက်ရီအားတန်သွားကြတယ်။ဖုန်ကြီးကြီးရောလဲတင်ငန်းကြီးရဲ့ပါးစပ်အုပ်ပြီးတခွိခွိနဲ့ပေါ့။ ကျုပ်ဆိုတဲ့မိန်းမလေတော်နဲ့စာညားပါပြီဆိုတဲ့ဟာမှားတယ်မအခုတေးရဲ့အထိပါပဲကျုပ်ပြေလူတွေယူနေကြတော့တင်ညာကုန်းကြီးတွေကတော့အလောင်းကြီးရှိမှရှက်လိုက်တာဆိုတာဟုတ်ကဲ့ပါရှင်စာရေးသူပြီးပြီးရေးသားထားတဲ့ပညာသည်ဆိုတဲ့ဇလန်ကတော့ဒီမာရီမဲပြီးဆုံးပါပြီဇလန်လေးကိုအားပေးခဲ့လို့လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်